အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာတို့အရှိတင်ကန်းလာမှာသင်ကြားခဲ့တာကမြန်မာနိုင်ငံရဲ့ရင်းနှီးသွင်းမြေအပိုင်းကြီး၄ပိုင်းကဘယ်အပိုင်းကိုသင်ကြားခဲ့လဲဆိုတော့အရှိဘတ်ကုမ္ပဏီဒေတာအဲ့ဒီအရှိဘတ်ကုမ္ပဏီဒေတာတွေမှာဆရာတို့ဘာတွေပါလဲဆိုတော့နော်အဲ့ဒီကုမ္ပဏီဒေတာကိုခွဲခြားလိုက်ထပ်ပြီးခွဲခြားလိုက်တဲ့အခါမှာမြောက်ပိုင်းကိုအလယ်ပိုင်းကိုတောင်ပိုင်းကိုဒီလိုကြောင်းလေဆရာတို့တူတူလေ့လာခဲ့တာအဲ့တော့ဒီတစ်ခါမှာကျတော့ဘယ်အပိုင်းလဲဒုတိယမြောက်အပိုင်းဖြစ်တဲ့ဆရာတို့အလယ်ပိုင်းဂျန်ဝမ်ဒေတာအလယ်ပိုင်းဂျန်ဝမ်ဒေတာမှာ အလဲပိုင်းဂျန်ဝမ်ဒေတာဘယ်ညမှာတည်ရှိတာလဲဆရာတို့မေးပြီနော်အလဲပိုင်းဂျန်ဝမ်ဒေတာဘယ်ညမှာတည်ရှိလဲအရှိမကုံမြင့်နော်အရှိမကုံမြင့်ဒေတာကြီးနော်ဆရာတို့အရှိမကုံမြင့်ဒေတာကြီးအနောက်ဘက်တောင်တန်းဒေတာဂျာအဲ့ဒီနှစ်ခုဂျာကဒေတာနော်ဒီမှာဆိုရင်ဆရာတို့အရှိမကုံမြင့်ဒေတာနဲ့နော်ဟမ်ဒီမှာအရှိမကုံမြင့်ဒေတာနဲ့အဲ့ဒါဒီလိုရှိမှာ လာနောက်ပါတောင်တန်းဒေတာရှိဟုတ်နော်ဒါဆိုရင်ဒီဂျာဒေတာကြီးအဲ့ဒါအလဲပိုင်းဂျန်ဝါဒေတာဟုတ်ပြီနော်သူ့ဘာလေးနဲ့ဖွဲ့သေးတာလဲတလူကကြောက်နေနဲ့ဖွဲ့သေးတာလဲအလဲပိုင်းဂျန်ဝါတလူကကြောက်နေတောင်ငုံတောင်တန်းတွေပေါဝင်နေလွင်ရင်နေတဲ့တောင်ဘက်ပိုင်းမှာတွေ့ရတယ်နော် အပေါ်ပိုင်းကဆရာတို့ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်နဲ့နည်းနည်းဆက်ဆက်နေတယ်ချင်းပြည်နယ်ဘက်နဲ့လည်းနည်းနည်းဆက်ဆက်နေတယ်အဲ့ဒီအတွက်အိုက်ဘတ်ချမ်းမှာနော်အလဲဘတ်ချမ်းဝိုင်းရောက်ဘတ်ဘက်မှာပါလိရှိတယ်ဆိုရင်ကျွန်တော်တောင်တင်တောင်တန်းလိုအရာမျိုးတွေရှိမယ်ပုံတောင်ပုံညာတောင်လိုဒီလိုမျိုးနော်ရှိမယ်ပြီးတော့လွင်မြင်တွေကိုကျွန်တော်တို့အောက်ဘက်ဘက်ရောက်လေးတွေ့လေးပဲကျွန်တော်တို့ရန်ကုန်ဘကူအရာဝတီဒီဒေသတွေမှာ ကျွန်တော်တို့တွေ့ရဟုတ်ပြီနော်ဒီတော့သူတည်ရှိတဲ့နေရာကအရှိတ်ကုန်မြေဒေသနဲ့နောက်ဘက်တောင်တန်းဒေသနှစ်ခုရဲ့အကြားမှာတည်ရှိတဲ့တောင်တန်းတွေပေါင်းများတယ်လွင်မြင်တဲ့တောင်ပိုင်းမှာတွေ့ရတယ် တတ်မှုကကြောင်းနဲ့ဖွဲ့ရည်ထားတယ်ဟုတ်ပြီနော်ဒီနေရာလေးဆရာတို့ဒီဘက်အချမ်းမှာဆိုရင်ဆရာတို့ဘာတွေ့မဲဆိုရင်ရှေ့ဘက်ကွန်ပျူတာပြင်မယ်ဒီဘက်အချမ်းမှာဆိုရင်ဆရာတို့အလယ်ပိုင်းဂျာမန်ဒေတာပြင်မယ်ဒီဘက်အချမ်းမှာဆိုရင်အနောက်ဘက်တောင်တန်းဒေတာဒီဘက်အချမ်းမှာဆိုရင်ဆရာတို့ကမ်းနက်ဒေတာနော် ဟုတ်ကဲ့နော်အဲ့တော့ဒါလေးဘာလေးလဲဆိုရင်ဆရာတို့အပိုင်းကိုဖွဲ့ထားလိုက်တော့အဲ့ဒီမှာဘယ်ဒင်သားတွေပါဝင်လဲနော်ဘယ်ဒင်သားတွေပါဝင်လဲဆိုကချင်ပြည်နယ်အနောက်ပိုင်းနော်ကချင်ပြည်နယ်ရဲ့အနောက်ပိုင်းဒင်သားတွေပေါ့ကချင်ပြည်နယ်ရဲ့အနောက်ပိုင်းလေးတွေပါမယ်စကိုင်းတိုင်းဒေသကြီးပါမယ်နော်မန္တလေးတိုင်းဒေသကြီးပါမယ်နော်မကွေးတိုင်းဒေသကြီးပါမယ်ဒီနားလေးမှာနော်ပဲခူးတိုင်းဒေသကြီးပါမယ် ပြီးတော့အေယာဝီတိုင်းဒေသကြီးပါမယ်ပြီးတော့ရန်ကုန်တိုင်းဒေသကြီးပါဒီနေရာဒေသတွေပါဟုတ်ပြီနော်ဒီဒေသတွေမှာပေါင်ဝင်တဲ့နေရာတွေအဲ့တော့ပေါင်ဝင်တဲ့နေရာရဲ့မြောက်ဘက်ဒေသအဲ့ဒီအပိုင်းရဲ့မြောက်ဘက်ဒေသမြောက်ဘက်ဒေသမှာဘာတွေရှိလဲဆိုကုမွန်တောင်လမ်းရှိတယ်ကုမွန်တောင်လမ်းကဘာတောင်လမ်းလဲဆိုတော့ဒီအေယာဝီနဲ့ချင်းလွင်းမြစ်စင်စစတင်တဲ့နေရာပေါ့နော်ချင်းလွင်းမြစ်ဆိုတာကျတော့အေယာဝီမြစ်ရဲ့အကြီးဆုံးမြစ်လက်တက်တစ်ခုပေါ့သူတို့စတင်တဲ့နေရာရှိတယ်နော်မြောက်ဘက်မှာရှိတယ်နော် ကံဟောတောင်းတယ်လို့မင်းမွန်တောင်းတယ်လို့အဲ့ဒီမင်းမွန်တောင်းတာအရှိတ်ကိုခွဲထက်သွားတယ်ကံဟောတောင်းတာနော်တောင်းသုံးလုံးငကုံတော့မီတောင်းအောင်ပေါ့လွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာမီတောင်းအောင်နော်ဆရာတို့ချက်မောက်တောင်းဇီးပင်ဇီးပြူဒီလိုတောင်းလိုက်နေသူကဘယ်ဘက်ခွဲထက်သွားလဲအနောက်ဘက်ကိုခွဲထက်သွားတယ်နော်မှန်ကင်းတောင်းလိုက်နေကံဟောတောင်းတဲ့ဇီးပင်တောင်းလိုက်ရမှာရှိတယ်မှန်ကင်းတောင်းလိုက်နေနော်နောက်ဇာတိုင်းတောင်းလိုက်အဲ့ဇာတိုင်းတောင်းလိုက်ဘယ်လိုလဲဆိုတော့ဆရာတို့တောင်းဘက်ကိုခွဲထွက်သွားတယ်မင်းမွန်တောင်းလိုက်မင်းမွန်တောင်းလိုက်တောင်းဘက်ကိုခွဲထွက်သွားတဲ့အခါကျတော့သူကဘာလို့ခေါ်လဲဆိုတော့ စကိုင်းတောင်တန်းလို့ခေါ်တယ်စကိုင်းဘက်ကိုရောက်သွားတဲ့ခါကျတော့နော်ဒီတော့ဆရာတို့ကဒီပုံကိုကြည့်လိုက်ခြင်းအားဖြင့်ဆရာတို့ကမြောက်ဘက်ပိုင်းမှာနော်အလယ်ပိုင်းကဝိုင်းရဲ့မြောက်ဘက်ပိုင်းမှာဆရာတို့ကဒီမှာချင်းမြေမြေရှိမယ်ဒီမှာ ARL မြေရှိမယ်သူတို့စတဲ့နဲ့ဒေတာတွေဒီမှာရှိမယ်ဟုတ်ပြီနော်ဆရာတို့မြေပေါ်ကြည့်တဲ့တော့ဒီမှာတောင်သုံးလုံးပြင်မယ်ဒီမှာဇီးပင်ဇီးဘူးဒီမှာဘယ်ဘက်ကိုခွဲထွက်သွားလဲတောင်ဘက်ကိုခွဲထွက်သွားနော်ဟုတ်ပြီနော်ဒီဘက်မှာဆိုရင်ဆရာတို့ င်းတော့ကြည့်အရင်ရှင်းမယ်ပြီးတော့ဒီဘက်ကိုနောက်ဘက်ကိုခွဲထွက်သွားတဲ့ data တွေတွေ့ဟုတ်ပြီနော်ဒါပါလေဆိုတော့ဆရာတို့နောက်ဘက် data မှာဖြစ်သွားတဲ့အပိုင်းတွေပေါ့အဲ့လိုချင်းရင်းမြဝမ်းအောက်ပိုင်းနဲ့မြစ်တာမြစ်ကြားပေါ့နော်ချင်းရင်းမြဝမ်းအောက်ပိုင်းနဲ့မြစ်တာမြစ်ကြားမှာဆရာတို့မရှိသေးဆိုပုံတော်ဝင်လာတောင်ဝင်ရှိနေမဟုတ်တောင်ရှိနေတက်ကြည့်အောင်ဖြစ်ရဲ့ဒီပုံကပါလေဆိုရင်ပုံတော်နဲ့ပုံညာနဲ့ကြားပုံတော်နဲ့အဲ့ဒီတောင်ဝင်တောင်နဲ့ကိုဆရာတို့ရိုက်ထားတဲ့တက်ပုံပေါ့ နော်နောက်တစ်ခုကအေယာဝတီမြစ်နယ်ဒီချင်းလွင်းမြစ်ဆုံးတဲ့ဒေသရဲ့တောင်ဘက်ပေါ့အဲ့ဒီတောင်ဘက်မှာမရှိနေဆိုရင်ဆရာတို့ပုတ်ပါလာမိတော်ပေါ့ပေါ့နော်ထောင်က18မီတာပေါ့ကျွန်တော်ပြင်းနေတော့မယ်ဆိုရင်ဒီတော့ကိုယ်ကဆက်တဲ့ပေပေါ့နော်ရှိတယ်လူတွေအထင်မှန်မှားကြတာကပုတ်ပါတောင်ဒီမိတော်ဒီဆရာတို့အခုဈေးဒီတည်ထားတဲ့နော်ဈေးဒီတည်ထားတဲ့နေရာလို့ တောင်ကလပ်လို့ပုပ်ပန်းတောင်ကလပ်လို့ထင်ကြတယ်အမှန်တကယ်တော့မီးတောင်ကပုပ်ကပုပ်ပန်းတောင်ကလပ်မဟုတ်ဘူးပုပ်ပန်းတောင်ကလပ်ရဲ့အနောက်ကဒီတောင်စင်တောင်တိုင်းကြီးဒီတောင်တိုင်းဒီတောင်တိုင်းဒါကမှလုံးဝမီးတောင်နော်မီးတောင်ဒါမှလုံးဝမီးတောင်လူတွေအချိန်မှမားတယ်ဆိုတော့ဒီနားလေးမှာရှိတဲ့ပုပ်ပန်းတောင်ကလပ်ကဒီနားမှာပဲရှိတယ်အဲ့ဒီတောင်ဒါတောင်ကလပ်ပေါ့ အဲ့ဒီတောင်ကလကမီးတောင်မဟုတ်ဘူးမီးတောင်စေကဒီမှာကျတော့လုံခဲ့တဲ့နှစ်တန်းပေါင်းရောက်တော့တော့ပွင့်ထွက်သွားတဲ့ခါကျတော့ငင်းခွာပုံတရံလေးရှိပြီးရကြံခဲ့နော်ငင်းခွာပုံတရံလေးနဲ့ကြံခဲ့နော်မြောက်ဘက်ကိုပွင့်ထွက်သွားတယ်နော်သူ့အဝမြောက်ဘက်ကိုပွင့်ထွက်သွားတယ်တရားဦးမှဆရာတို့ကဘာလို့ခေါ်လဲဆိုတော့နော်ဒါဦးမှမီးတောင်လို့ခေါ်လဲဆရာတို့က လူတွေကအထင်မှားကြတာပေါ့နော်အဲ့တော့ ARV မြင့်နဲ့စစ်တောင်းမြင့်ကြာဒေတာပေါ့ ARV မြင့်နဲ့စစ်တောင်းမြင့်ကြာဒေတာမှာဘာတွေပေါင်းလဲဆိုကျွန်တော်ဗကိုးယူမှာပေါ့ဗကိုးယူမှာရဲ့အမြင့်ဆုံးတောင်ထွက်ကဘာလဲဆိုစင်နမောင်းတောင်နော်အဲ့ဒီဗကိုးယူမှာရဲ့စင်နမောင်းတောင်အမြင့်ဆုံးတောင်ထွက်ကြတယ်အဲ့ဗကိုးယူမှာကနေပြီးဆက်ပြီးစင်ရတာလေကုန်းယူကဘယ်ရောက်လာလဲရန်ကုန်မြို့အထိကိုရောက်လာပြီရန်ကုန်မြို့မှာဆိုကုန်းကုန်းယူတန်းပေါ့အဲဒီကုန်းကုန်းယူတန်းကဘာမှတွေ့လဲဆိုတန်နေကြောက်တန်းကားလမ်းပေါ့အဲ့ဒီကားလမ်းမှာဆက် ဆက်လာပြီးတော့တွေ့တတ်သွားတယ်။တွေ့တတ်ပြီးပြင်လဲလို့နေဆင်းသွား။ဒါပဲလာလာလေ။ပကိုးယူမဘက်ကနေလာတာ။ဘယ်ဒီသားအနေနဲ့ AR မြင့်နဲ့စက်တောင်းမြင့်ကြားဒေတာအနေနဲ့ဆရာတို့လာတာပေါ့။ဟုတ်ကဲ့နော်။အဲ့တော့ဒါကပုံပါတောင်ကလပ်။ဒါမှပုံပါတောင်ကလပ်။သူဒီမိတော်မဟုတ်ဘူး။သူ့ရဲ့ဒီဘက်ဆရာတို့အရှိတ်ချမ်းမှာပါရှိတယ်ဆိုရင်တောင်မှရရှိတယ် အဲ့ဒီတောင်မကြီးကမှာပုံမတောင်မကြီးကမှာမီးတောင်အစစ်နော်သူဒီတိုးထွက်တဲ့ဗိုလ်ကန်ကုန်းတစ်ခုပဲဖြစ်နော်အဲ့တော့ဇာတ်လို့ပုံမမီးတောင်ကြီးကဘာလို့အလွှာတွေနဲ့အလွှာလိုက်ပြီးတော့ဖွဲ့စည်းထားတဲ့စထရတိုဗိုလ်ကန်တို့ပေါ့နော်အဲ့လိုတောင်မကြီးကမှာမီးတောင်အစစ်ဖြစ်ပါတယ်ဇာတ်တို့အထင်မှန်မှလည်းတောင်ကလက်ကမီးတောင်မဟုတ်ဘူးပေါ့နော်အဲ့တော့ဒီဘက်မှာဇာတ်တို့ဒီမှာမြင့်ငယ်မြင့်ရှိတယ် AR မြင့်ရှိတယ်နော် အဲ့ဒီမှာမှာဆရာတို့ဒီဘက်မှာမြို့ဝတောင်တန်းတို့သခိုင်းတောင်တန်းတို့ဒီနေရာတွေစောစောခွဲပြားသွားတဲ့နေရာဒေသတွေပြေးရမယ်နော်ဒီဘက်မှာပုပ်ပါတောင်ကိုပြေးရမယ်ဒါပုပ်ပါတောင်စောစောကအရာမြင့်တဲ့ဒီချင်းမြင့်တောင်ပတ်ပေါ့နော်ဒီမှာဒီဒေသကိုပြေးရမယ်ဟုတ်နော်ဒါကဘာလဲအလယ်ပိုင်းဂျန်ဝမ်ဒေသတွေမှာတွေ့ရတဲ့နေရာတွေဒီမှာဆရာတို့စင်နမောင်းတောင်ရှိတယ်အဲ့ဒီစင်နမောင်းတောင်ဘကိုးယွမအဲ့ဘကိုးယွမကနေပြီးတော့ထပ်မြေဆင်းလာဒီရန်ကုန်မြို့ထဲကိုရောက်လာတယ် ရောင်မြို့တိုင်ရင်ကျော်တန်းကားလမ်းတည်ပြီးရောက်လာနော်အဲ့တော့အလေပိုင်းကျန်ဝိုင်းဒေသရဲ့မြေဝန်းလွင်မြင်းနေမြေပြက်လွင်မြင်းနေနော်အဲ့ဒီမြေပြက်လွင်မြင်းပါတဲ့ AR မြင်းနဲ့ချင်းမြင်းမြေဝန်းဒေသကဘယ်လွင်မြင်းနေလဲဆိုရင်ပူတောင်လွင်မြင်းရှိတယ်ဇာတို့ကချင်ပြည်နယ်ဘက်သားကနော်ဦးကောင်းကျန်ဝိုင်းရှိတယ်မိုးကောင်းလွင်မြင်းရှိတယ်မြင်းကြီးနားလွင်မြင်းရှိတယ်ဗမောလွင်မြင်းရှိတယ်နောက်တစ်ခုအင်ဒိုဂျီအိုင်မြန်မာနိုင်ငံမှာတော့အကြီးဆုံးကုန်းမင်းရေအိုင်ပေါ့နော်အကြီးဆုံးရေအိုင် အဲ့ဒီမှာ AR မြင်တဲ့ချင်းနဲ့မြေဝမ်းရဲ့တောင်ဘက် data ထဲမှာမရှိတယ်ဆိုရင်ကျတော့မူးမြေဝမ်းတွင်မြင်ရှိတယ်။လွင်မြင်ထဲမှာမူးမြေဝမ်းလွင်မြင်ရှိတယ်။ချင်းလွင်မြင်အနောက်ဘက်ကမ်းရံပလဲလွင်မြင်ရှိတယ်။အခုမန္တလေးကျောက်ဆယ်လွင်မြင်၊မင်းဘူးလွင်မြင်၊တောင်ရင်းကြီးလွင်မြင်ဒီလွင်မြင်တွေကဘယ်ထဲမှာပါလဲဆိုရင်ကျတော့နော်အလယ်ပိုင်းကျောင်းမှာ data ရဲ့လွင်မြင်ပေါ့အလယ်ပိုင်းကျောင်းမှာ data ထဲမှာပေါဝင်တဲ့မြေနဲ့လွင်မြင်မြေဝမ်းလွင်မြင်ဟုတ်ပြီနော်ဒီမှာဆိုရင် ဆရာတို့ဒီနေသားရဲ့လွင်မြင်တွေကိုဆရာတို့ဒီမှာတွေ့ရမယ်။ဟုတ်ပြီနော်။ဒီမှာမုံမြင့်တို့ပါတော့ဒီဘက်ဒေသတွေရဲ့နော်လွင်မြင်တွေကိုဒီဘက်ကိုရောက်လာတယ်၊တောင်ဘက်ကိုရောက်လာတယ်ဆရာတို့လွင်မြင်ဒေသတွေကိုတွေ့ရတယ်လေ။ဟုတ်ပြီနော်။အဲ့တော့တောင်ဘက်ဒေသတောင်ဘက်ဒေသမှာစောစောမြောက်ဘက်ဒေသအလယ်ပိုင်းဒေသတွေမှာတောင်ဘက်ဒေသမှာနဝင်းချောင်းလွင်ပြင်ရှိတယ်။စပိုင်းစစ်တောင်းမြောင်းလွင်ပြင်ရှိတယ်။ AR မြို့အကြောင်းမှာလွင်ပြင်ရှိ ဲ့တော့မြစ်တွေကဒီနေရာမှာအလဲပိုင်းတော့အများကြီးစီးဆင်းကြတယ်ဆိုတော့ AR နဲ့အကြောင်းပြောလို့ AR နဲ့ကပဲနေရာလဲကချင်ပြည်နယ်မြစ်ကြီးနားမြို့ရဲ့မြောက်ဖက်မြောက်ဖက်ပိုင်း16ကီလိုမီတာအကွာမှာမေခါနဲ့မေလီခါတို့ပေါင်းစုံပြီးတော့ AR မြစ်ဖြစ်လာတယ်နော်ပင်လယ်ဝတီကို2030ကီလိုမီတာရှည်လျားတယ်ဆရာတို့မြေပုံကိုကြည့်လိုက်တဲ့အခါမှာဆရာတို့ဒီမှာဒါဒီမေခါဒါဒီမေလီခါမေလီခါပြောလာတယ် ဒါမလိခဒါကမေခနော်ဒါဒီမလိခဒါကမေခနော်အဲ့ဒီမြေတွေပေါင်းစုံလိုက်တော့မှဇာတို့အရာဝင်ပြဖြစ်လာဟုတ်ပြီနော်အဲ့မှာဇာတို့ ARA မြစ်ကိုတည်ရမယ်ဟုတ်ပြီနော် ARA မြစ် ပြီးသွားတဲ့အခါမှာတော့ AR မြင့်မှာဟုတ်ပြီ AR မြင့်ဆိုတာဘယ်ညာလာသိပြီပြီးရင်မျက်လက်တက်တယ်မျက်လက်တက်တယ်ကဘာမှရှိတာလဲဆိုတော့ AR မြင့်ရဲ့မြထားပိုင်းနော်မြထားပိုင်းရက်တွေသားအပြင်မြောက်ပိုင်းမှာဆိုရင်တာပိန်မြင့်ရှိတယ်ရွှေပိန်ရွှေလီမြင့်ရှိတယ်ချောင်းမကြီးချောင်းရှိတယ်တွတ်ဘယ်ကလဲဆိုအရှိဘက်ကနေစီးဝင်လာအရှိဘက်ကနေစီးဝင်လာလားမဲသာချောင်းကြီးရဲ့မိုးကောင်းချောင်းကြီးလေဒီမဲသာချောင်းနဲ့မိုးကောင်းချောင်းကဘယ်ရလာလဲဆိုတော့အနောက်ဘက်ကနေပြီးတော့စီးဝင်လာတာပေါ့နော် မြစ်လေပိုင်းမှာပဲဆရာတို့မြင့်ငယ်မြရှိရယ်စင်တဲဝချောင်းရှိတယ်ပင်းချောင်းရင်းချောင်းဘွတ်ကြီးချောင်းလဝင်းချောင်းဘယ်ကဝင်လာလဲအရှိတ်ကပဲရှိဝင်လာအလေပိုင်းမှာပဲနော်မူးမြစ်ချင်းလွဲမြစ်ရောချောင်းစနင်းချောင်းမုံချောင်းမန်းချောင်းနော်မုံချောင်းကမန်းချောင်းလို့ဆိုတာဒါရွှေဆက်တော်နားပေါ့နော်မင်းတုံးချောင်းသူကဘယ်မှာလဲဆိုရင်အနောက်ကကနေရှိဝင်လာနော်အဲ့ဒီမှာမြစ်ချင်းနေရှိတယ်အလုံးမြစ်ကန်းကဥပဒကန်းနဲ့ဒီဘက်ကအလုံးချင်းနေဒေတာမြစ်ချင်းနေပေါ့ မြစ်ကြီးလားနဲ့ဗမော်ကြားကစင်ကိုတောင်ဘက်မှာလဲမြစ်ကြီးတစ်ခုရှိတယ်သူကပထမမြစ်ကြီးဒုတိယမြစ်ကြီးကဘယ်နားလဲဆိုဗမော်နဲ့ကတားကြားရွှေဘူးမြို့နီးအဲ့ဒီမှာတတိယတစ်ခုကဘယ်နားမှာလဲဆိုတော့တပိတ်ချင်းနီးမှာတပိတ်ချင်းမြို့နီးမှာနော်မန္တလေးဆိုင်တပိတ်ချင်းမှာနံပါတ်၄ကကျတော့ဘယ်နားမှာလဲပြည်ထဲမှာနော်ပြည်မြို့နီးမှာလဲဆရတော်မြစ်ကြီးရှိတယ်နော်အဲ့ဒီကနေပြောဟုတ်ပြီမြို့ဝကျုံးပေါ်အထိဆိုတော့မြို့ဝကျုံးပေါ်ကဘယ်ရလာလဲဆိုတော့ လက်အောင်မျိုးအနည်းရနေပြီးတော့ဆရာတို့တရားမျိုးမှာကျုံးမှာအစတင်တာပေါ့နော်အဲ့မှာဆိုရင်လည်းမြစ်တဲ့အများကြီးရှိတယ်အဲ့ဒီမှာ ARD မြစ်ရဲ့ပထမဆုံးညခွဲပတိန်မြစ်လို့ခေါ်တဲ့ငဝုံမြစ်ပေါ့ငဝုံမြစ်ကဟင်းသရမြို့အထက်ကနေလက်ဆောက်ပြီးညခွဲအဲ့ရနေပြီးတော့ ARD မြစ်ကညခွဲ၄ခုနဲ့နော်ညခွဲ၄ခုနဲ့ဒီမော်တော်မပဲခွဲလဲစီးဝင်ဗဲမြစ်တွေလည်းဆိုပတိန်မြစ်တို့တက္ကသိုလ်မြစ်တို့ဆရာတို့ဒီဘက်ပေါ့တကယ်ဒီရင်းနှီးအမှန်တော့ တောက်ကာကြီးနဲ့လုံးဆင်ရေးလေးရှိတာလို့တွေ့ကြတယ်ပေါ့နော်ပသိမ်မြစ်လို့တက်ကတောင်မြစ်လို့ရွေးပြန်မလို့မြစ်ပြန်စလူနော်အေယာဝင်မြစ်သူ့ရဲ့မူရင်းမြစ်နေနဲ့လည်းခွဲဝင်တယ်ဘောရမမြေကိုလည်းရှိဝင်တယ်တခြားမြစ်ခွဲနေတယ်ဘိုကလေးမြစ်ဖြာပုံမြစ်တန်တိမြစ်တုံးမြစ်ဒီမြစ်တွေမြစ်ခွဲနေတယ်လေတုံးဝင်အဲ့ဒီမှာရန်ကုန်ထဲမှာရန်ကုန်မြစ်နဲ့အပြန်မြစ်မခမြစ်ကပန်းအနေနဲ့ပေါင်းစုံနော်ရန်ကုန်မြစ်အဖြစ်ကိုမော်ဒမဝိပြန်ရှိဝင်တယ်ရန်ကုန်မြစ်ထဲကို ဘာလဲဆိုမြို့ဝအနီးမှာဘကူးမြစ်နဲ့ဆရာတို့ပစွန်တောင်ချောင်းနေစီးဝင်အဲ့ဒီမှာဘာဖြစ်လဲဆိုရောင်မြစ်နဲ့တွုံးမြစ်ကိုတော်လေးတူးမြောက်နဲ့ဆက်ထားတာဆရာတို့တွေ့ရနော်အဲ့တော့ဒီဒေသမှာဆိုရင်ချင်းနေမြစ်ဆိုအရာနည်းမြစ်ပြီးသားတယ်ကောင်ချင်းနေမြစ်ရှိတယ်အဲ့ဒီချင်းပြင်းမြစ်ကကချင်ပြည်နယ်လားရှိတယ်အခုကောင်းကြိုင်ဝိုင်းအရှိပဲနော်အဲ့ဒီတောင်တန်းကြီးရနေပြီမြပြတဲ့နဲ့တလိုင်းခါမြစ်လို့လဲအဲ့ဒီဒေသမှာခေါ်တယ်ဗောဒီမြစ်ကိုနော် အဲ့ဒီကမှချင်းချင်းကိုတိုင်းခါပြလို့လည်းခေါ်တယ်အရှေ့ကဘလောက်ရှိလဲဆိုရင်ဘလောက်1154ကီလိုမီတာနော် AR မြင့်နဲ့ပေါင်းစုံနဲ့အထီကိုနော် AR မြင့်နဲ့ပေါင်းစုံနဲ့အထီကိုဘလောက်လဲ1154မြင်းချံမျိုးပကုတ်မျိုးမျိုးကြားမှာဆရာတို့ AR မြင့်ကိုအနောက်ဘက်ကနေပြီးတော့ဆီးဝင်သွားတယ်အနောက်ဘက်ကနေပြီးတော့ဆီးဝင်သွားတယ်မြစ်လက်တက်တွေကဘာလဲဆိုရင်ဒီ home league မျိုးအနီးရဥပမြင့်နော်အရှေ့ဘက်ကနေဆီးဝင်နေနော် ကလေးမျိုးနီးမှာပဲမေတ္တာမြေယူမြေဒီမြေတရားပါလဲနောက်ဘက်ကနေရှိမှာစစ်တောင်းမြေစစ်တောင်းမြေကဆရာတို့ပေါင်းလုံးချောင်းရယ်စင်တင်ချောင်းရယ်ငလိုက်ချောင်းရယ်ပေါင်းစုံပြီးဖြစ်လာတဲ့မြေเนาะအရှိရဘလောက်ယူလဲဆိုမြို့ဝတူ၄၂၂ကီလိုမီတာရှိနော်ဘဝယူမှာလည်းရှန်ကုန်းမြေမြေအကြားလေးပဲသူကစီလာတဲ့မြေပေါ့နော်အဲ့ဒီမှာသူရဲ့စီးဝင်တဲ့လက်သက်ဒေတာတွေကပါလဲဆို ုံချောင်းလို့ကြောက်ကြီးချောင်းလို့တောက်ရီကတ်လို့ချွေချင်းအရှိဘကနေဟာရှိဝင်နော်စွာချောင်းလို့ခပေါင်းချောင်းလို့ဖြူချောင်းကွန်းချောင်းရဲရွယ်ချောင်းဒီချောင်းတွေကအနောက်ဘက်ကနေရှိဝင်တယ်ဘဲတဲကိုရှိဝင်လာလဲစစ်တောင်းမြေတဲကိုရှိဝင်နော်မြို့ဝကျေကခေါင်းလုံးပုံတိုင်းရှိတယ်မြို့ဝကျေကခေါင်းလုံးပုံတိုင်းရှိတော့ဘာဖြစ်လဲဆိုရေကြီးကဒီရဲ့အတက်ကြအလွန်မြန်တယ်လှိုင်းကြီးမားတယ်နှောင်းပိုးချောင်းများတယ်မြင့်ရင်တိတ်တယ်အဲ့ဒီအတွက်သွားလာရင်ပို့ဆောင်ဆက်ရရတယ်အခက်ခဲလို့ရှိတာနော် ဒီဆိုဆိုဒါဆိုရင်ဒီဒေသမှာဆရာတို့ကမြမလာသမီးယာတိကိုတဘာပေါ့ကလေးဆိုတော့ဆရာတို့ခွဲခြားသူတွေပဲခွဲခြားကြည့်အောင်ခွဲခြားကြည့်တဲ့အခါကျတော့နော်သခိုင်းတိုင်းမြောက်ပိုင်းနဲ့ကချင်ပြည်သခိုင်းရဲ့မြောက်သခိုင်းတိုင်းရဲ့မြောက်ဘက်ကချင်ပြည်နဲ့နာနော်အဲ့မှာပါလဲဆိုရင်ဆရာတို့တောင်တန်းနေကုန်းမြင့်နေရှိတယ်မြမလာသမီးယာတိကအပူရောပိုင်းမဟုတ်တော့ရှိတယ်အပူလဲကြောက်မယ်မဟုတ်တော့လည်းရှိတယ် ။ဘာတော်နေရှိလဲဆိုတော့တောင်ပေါ်မြေသိမ်းရောနေရွက်ပြက်ရောတော့နေနော်။မြေစီတော်မှာဆိုရင်တောင်တိုင်းနေရှိမယ်မြေညိုတော့ဝါညိုတော့ဒီလိုမြေတွေရှိတယ်။နော်။တောင်ရာကြီးတတိယဦးရင်နေစပါးရှိတယ်။နော်။မကွေးနောက်တို့ဇဂိုင်းအလဲတို့မန္တလေးရှိတောင်တို့ဘကိုးနောက်တို့ဒီနေရာတွေမှာလည်းဘာတွေ့ရလဲဆိုရင်ဆရာတို့တောင်တိုင်းနေတွေ့မယ်။မြေနေမြေပြန်နေတွေ့မယ်။မြေဝမ်းလွင်နေတွေ့မယ်။ဘာရာကြီးဦးတို့ဒီမှာတွေ့မှာလဲ။ အပူပိုင်းစာဘာနာအတွက်လည်းပို့ပြီးတော့ဝိုင်းစာဘာနာရသေးသူရောပြရောနော်တော်ရရှိမယ်အင်တာတော်ရရှိမယ်၆၀တော်ရရှိမယ်ညီညီတဲဝန်မြေဝတဲဝန်စနေညီလေးရရှိမယ်နှုံးညီလေးရရှိမယ်အဓိကမှာဆိုက်ကြတယ်စဘာကိုရေးသွင်းဆိုက်ဘာဖြစ်လို့လဲရာသီဥအစာဘာနာရသေးသူဖြစ်လို့မိုးဒီမိုးညင်ဒီနေမယ်တစ်ထောင်းနဲ့နှစ်ထောင်းကြားပဲရတယ်နော်မကွေးမန္တလေးဇာတ်အရာရချင်းနဲ့ဆောင်တဲ့မြောင်းလေးအလေပိုင်းလောကအလေသမားအလေ တောင်တန်းမြင်းနဲ့မြင်းနဲ့မြဝန်းတွေများတဲ့ဒေသဆက်တက်ရာသီဥတွေရှိတယ်ခြောက်သွေ့တော်ပဲရှိတယ်ခြောက်သွေ့တော်ဆိုတော့စူးရှိတဲ့အပြင်ရှားကောင်းရှားကောင်းပင်တွေထနောင်းပင်တွေဇီးပင်တွေเนาะမြင်းဒီတန်းဝန်မြေဝါတန်းဝန်နဲ့ဆက်နေပြည်သေးရှိတယ်အဓိကကတော့ရာသီနံလို့တဲ့စဘာမဆိုင်ဘူးလားဆိုင်တယ်ရေသွင်းပြီးဆိုင်တယ်เนาะအေယော်ရီเนาะအေယော်ရီမြို့ကဒီမှာဒေသအေယော်ရီတိုင်းဒေသကြီးရန်ကုန်အကိုးအရှိဒီဒေသမှာ တောင်ကုန်းတောင်ဟန်မြို့ဝကျွန်းပေါ်နဲ့မြေဝမ်းလွင်ပြည်ရာသီဥတုကအပူပိုင်းမဟုတ်တော့မိုးရေ2005နဲ့3000ရရတဲ့ဒေတာနော်ရွက်ပြရွံ့တော်တွေအမြဲတမ်းတော့နေဒီရတော့တန်းကုန်တော့ရှိရင်ဝါညူတော်တွေနှုံးမြေတွေလဲမြေတွေကနေသို့တော်မြေတွေတဲကုန်တော်မြေဒီကလဲတဘောက်ဆိုင်တဲ့ဥယျာဉ်ထံမျိုးကိုဆိုင်လို့ရတယ်မြေအုံးချမှုတွေရှိတယ်ဒီတော့ဒီသင်္ကန်းဆောင်မှာဆရာတို့ကဘာပြောသွားလဲဆိုတော့အလယ်ပိုင်းဆိုင်မှာဒေတာလို့အလယ်ပိုင်းဆိုင်မှာဒေတာကိုဘာပြီးပေါင်းလဲရေစင်းနေလဲဘယ်လိုຢာပြီးပေါင်းလဲ ဒါပေမဲ့ alliance ဂျန်ဝန်ဒေတာမှာပါဝင်တဲ့တိုင်းဒေတာကြီးနဲ့ပြည်နယ်တွေရဲ့သူ့ရဲ့အခြေအနေကိုဆရာတို့ကတင်လဲတင်ယူလဲလေးလဲလေးလာပြီးတော့နိုင်ရှင်ပြီးတော့ဆရာတို့အတူတူလေးလာကြဟုတ်ပြီနော်ဒါဆိုရင် alliance ဂျန်ဝန်ဒေတာရဲ့တင်ကန်းသားဒီလောက်ပါပဲဆရာတို့အရှိတင်ကန်းသားမှာမြန်မာနိုင်ငံမြန်မာသားတွေအပိုင်းကြီး၄ဘိုင်းနဲ့မှာဆရာတို့ဘယ်နှဘိုင်းပြောခဲ့ပြီလဲရှင်းဘကုမင်းဒေတာကိုပြောခဲ့ပြီပြီ alliance ဂျန်ဝန်ဒေတာပြောခဲ့ပြီအခုဆရာတို့ဘယ်အကြောင်းပြောမလဲ western ranger လို့ခေါ်တဲ့နောက်ဘက်တောင်နှမ်းဒေတာအကြောင်းကိုဆရာတို့ပြောမယ်ပေါ့ ။ဒါကြောင့်လည်းနောက်ပတ်တောင်းလန်းဒေတာကြောင့်ဟုတ်မလား။နောက်ပတ်တောင်းလန်းဒေတာကြောင့်ပြောမယ်ဆိုနောက်ပတ်တောင်းလန်းဒေတာကဘယ်ညာရှိရလဲဆိုအလယ်ပိုင်းခြံဝန်းဒေတာနဲ့เนาะเนาะရခိုင်ကမ်းရောင်ဒေတာတို့ထက်ဘူမိတက်တန်ပုံရင်းနဲ့အပိုင်းเนาะသူဘူမိတက်တန်သူ့ရဲ့တက်တန်ပုံရင်းနောက်ပတ်တောင်းလန်းဒေတာเนาะနောက်ပတ်တောင်းလန်းအလယ်ပိုင်းခြံဝန်းဒေတာရောရခိုင်ကမ်းရောင်ဒေတာရောဘူမိတက်တန်ပုံရင်းနဲ့အဲ့နှစ်ခုကြားထဲမှာလည်းတည်ရှိတယ်เนาะနောက်ပတ် ဒါရခိုင်ကမ်းမြောင်ဒေသနဲ့လေမကြောင်ဝတ်ကူကြားနေမှာနောက်ဘက်တောင်လမ်းဒေသရှိတယ်เนาะဟင်းမွန်နာတောင်လမ်းကြီးကနေပြီးတော့ကိုယ်စင်လာတယ်ကိုယ်စင်လာတောင်လမ်းတွေပါဝင်တယ်သူကဘာပြောလဲဆိုဟင်းမွန်နာဘက်ကကျတို့ဟင်းမီလီယံတောင်လမ်းဘက်ကနေပြီးတော့လာကြတယ်ပေါ့စကားချင်းဒေသကြီးရဲ့ကျတို့အနောက်မြောက်ပိုင်းရဲ့ချင်းပြည်နယ်ရဲ့မကွေးတိုင်းဒေသကြီးရဲ့ရှမ်းပြည်နယ်တောင်ပိုင်းရဲ့အီယာတိုင်းဒေသကြီးရဲ့အနောက်ပိုင်းအဲ့ဒီအပိုင်းကြီးကဘာလဲဆိုပါဝင်တဲ့ဒေသတွေဘယ်ဒေသတွေပါဝင်လာလဲဒီဒေသတွေပါဝင်လာเนาะနောက်မှဆုံးအပိုင်းမှာကျတို့ဘာရှိတယ်ဆို ပတ်ပိုင်တောင်တန်းလို့ခေါ်တဲ့เนาะတနည်းအားဖြင့်ဆာလာမီတီပေါ့တောင်းလို့ရှိရ96အမြင့်ရှိတဲ့အမြင့်ဆုံးတောင်တွေပေါ့တို့တော့အမြင့်ဆုံးတောင်တွေပဲရောက်ပါဆုံးပိုင်းမှာရှိတယ်ပတ်ပိုင်တောင်တန်းရှိတယ်တို့အဲ့ဒီမှာဆိုရင်တောင်ပေါ်မှာဆိုရင်ဆရာတို့နာနာတောင်တန်းเนาะမလေးကိုယ်ကပုံမြင့်ရှိတဲ့လူကြီးတောင်တန်းချင်းတောင်တန်းတွေရှိတယ်เนาะချင်းတောင်တန်းမှာဆိုအမြင့်ဆုံးတောင်ထုပ်ကဆရာဝီတိုရီယာကိုလို့ခေါ်တဲ့ခေါ်မှုဆုံးလို့လည်းခေါ်တဲ့နတ်မတောင်လို့လည်းခေါ်တဲ့เนาะအဲ့လာပါလေဆိုရင်353မီတာမြင့်เนาะ တောင်ဘက်ကိုရခိုင်ယူမအဖြစ်နဲ့ဆက်လက်ပြီးတော့တွယ်တန်းသွားတယ်ရခိုင်ယူမမြောက်ပိုင်းကပါရှိတယ်ဆိုစွန်တောင်ရှိတယ်တောင်ဘက်က89မီတာရှိတယ်เนาะအမြင်ဆုံးပဲသူကတော့တောင်မဆုံးပိုင်းမှာကျတော့မီတာ100ကမြင့်နေတောင်တန်းနေနေတောင်ကုန်းနေနေဖြစ်တွယ်တန်းသွားတယ်เนาะဘယ်အထိလဲဆိုကျွန်တော်အရာဗျာနေတာကြီးပတယံဟိုင်းဂျွန်မော်ဒယ်ဇွန်အထိရောက်ပြီးတော့ကုန်းထဲမှာနေသွားเนาะအဲ့တော့သမီလာဂျွန်နဲ့ကိုကိုဂျွန်နေရလဲပဲဒီနေသွားတဲ့ဂျွန်နေတယ်လည်းဟိုဘက်မှာတစ်ခါပြန်ပေါ်တယ်เนาะအဲဒီလိုမျိုး ကျိုးဆိုတာကတော့မြေတွင်နေမှာလို့ဖြစ်စေပင်လယ်ရွေးတာပဲမြင်လာလို့ဖြစ်စေတဆတ်တည်းရှိတဲ့ကုန်းပြင်နဲ့ပိုင်းချခြင်းပင်လယ်နဲ့ပိုင်းချခြင်းခံလိုက်ရတော့ဒါရွေးပါဖြစ်ပါလေကျုံးဖြစ်သွားတယ်အဲ့တော့ဒီနဲ့ဆက်ဆက်တဲ့ကုန်းပြင်နဲ့ဆက်ဆက်တဲ့ကျုံးနေကဘယ်မှာတော့ပေါ်လဲဆိုကိုကိုကျုံးတမိလာကျုံးနေဖြစ်လာနော်အဲ့တော့အနောက်ဘက်တောင်တိုင်းမြေသားဗေဒလည်းဆိုတော့ဒီမှာနော်ဒီကြေကဒီဘက်မှာပြရတယ် သူ့ကိုဘာလို့အယောက်အညိုနဲ့ပြထားလဲဆိုရင် तू ကဒီအလယ်ပိုင်းဆိုင်မှာရောဂျပန်တန်းလောင်နေတာရောဒီ data နှစ်ခုတက်နော်နမ်နမ်နဲ့မျိုးစားတက်ပေါ်နမ်လေးမျိုးစားတက်ပေါ် तू ကတက်တန်းကြီးတဲ့အတွက်ကြောင့်မလို့သူ့ကိုအညိုရောနဲ့ပြထားနော်ကချင်ပြည်နယ်ကကချင်ပြည်နယ်နောက်ပိုင်းလေးပါမယ်ဆရာတို့ချင်းပြည်နယ်ဘက်လေးပါမယ်ပဲခိုင်းတိုင်းနောက်ပိုင်းလေးပါဟုတ်ပြီနော်ဒါတော့မလည်းပဲ Western Range လို့ခေါ်တဲ့နောက်ဘက်တောင်တန်းဒေသနော်အဲ့ဒီမှာကျွန်တော်တို့ ေအိုင်တိုင်းဒေသကြီးအနောက်ဘက်ဘင်္ဂလားပင်လယ်ဝန်နဲ့ထိစပ်တဲ့အပိုင်းမှာမရှိတဲ့ချောင်းသာနိုင်ငံတွေဆောင်ရှိတယ်။နော်ချောင်းသာနိုင်ငံတွေဆောင်ကားတွေရှိတယ်။တောင်တန်းဒေသတွေမှာယူမြဝါမှာရှိတဲ့ဂရောချိုင်ဝမ်ဂဘောချိုင်ဝမ်တွေရှိတယ်၊ကလေးပင်မြေတွေရှိတယ်နော်။အဲ့ဒီဂဘောချိုင်ဝမ်လွင်မြေကိုဖျက်ဆီးခြင်းနဲ့ယူမြဝါရှိတယ်ပေါ့။အဲ့တော့ဘယ်ရလဲဆိုအိန္ဒိယနိုင်ငံဆီးတာကမနီပူရမြေမြစ်တာမြေနဲ့ပေါင်းပြီးပယ်သွားလိုက်ဆိုတော့ချင်းနှင်းမြေပြန်သူကစီးဝင်တာလို့မြစ်တာမြေကတော်တရရပြင်းတဲ့နေကိုကျတော့အိန္ဒိယဘက်ကလာတယ်လို့ဆရာတို့သတ်မှတ်လို့ရတယ် နော်အဲ့ဒီမှာမှာဆိုလို့ပက်ကွိုင်တောင်တန်းပေါ့ပက်ကွိုင်တောင်တန်းကဘာလဲဆိုတော့ဆရာတို့ပန်ဆောင်တောင်ကြားကိုဖြတ်ပြီးတော့အိန္ဒိယနိုင်ငံလီဒိုမြို့ကိုသွားတဲ့လမ်းနော်ပက်ကွိုင်တောင်တန်းမှာလီဒိုမြို့ကိုသွားတဲ့လမ်းတစ်လမ်းရှိတယ်ဒါတော့တိမ်ပို့ဆောင်ရပြန်နော်တမူးမြို့ကနေပြီးတော့မိုရီမိုရီမြို့ကိုနော်ဖြတ်ပြီးတော့မနီပူရပြည်နယ်မှာရှိတဲ့အင်ဖာကိုသွားတဲ့လမ်းသူလည်းရှိတယ်နော်ရခိုင်မြို့ကိုဖြတ်ပြီးမကွေးတိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်ကိုဆက်သွယ်ထားတဲ့အန်တောင်ကြားလမ်းရှိတယ် ဘောဝိုင်းဒီဇိုင်းနဲ့ဆက်သွယ်ပေးထားတယ်เนาะဘတ်ပိုလာတန်းတော့လည်းဘရောင်းနဲ့တောင်းဖို့လည်းရှိတယ်เนาะအဲ့ဒီဒီဇိုင်းကြီးပတ်နဲ့ဆက်သွယ်ပေးတာပါလဲဆိုဟိုကွာငတိုင်းရောက်လမ်းလေဂျိုင်းမီနဲ့ကွာနဲ့ဆရာတို့အဲ့ဒီတိုင်းငတိုင်းရောက်ပတ်နဲ့ဆက်သွယ်ပေးတာလည်းရှိတယ်เนาะအဲ့တော့ဒီဘတ်ဒေတာတွေထဲမှာပါဝင်တဲ့ဒီမှာဒီဘတ်တွေအားလည်းဖြတ်သွားနာဂတ်တောင်းလမ်းပတ်ဝိုင်းတောင်းလမ်းเนาะဒီဘက်ထဲမှာဆိုရင်ဆရာတို့ဒီဝူဒိုရီယာလို့ခေါ်တဲ့เนาะ communication ရှိမယ် ဒီမှာပေါက်ခိုင်တော့လည်းမဆာလာမေးကြီးရှိမယ်ဟုတ်ပြီနော်အဲ့တော့ဆိုရင်ကျတော့ဒီမှာအပိုင်း၃ပိုင်းခွဲလိုက်တော့ကချင်ပြည်နယ်သခိုင်းနဲ့အနောက်ကချင်ပြည်နယ်မြောက်ပိုင်းနော်သခိုင်းနဲ့အနောက်ရဲ့ချင်းပြည်နယ်မြောက်ပိုင်းပေါ့အဲ့ဒီမှာဆိုရင်ရင်းစလာသူများဘာလဲဆိုရင်တောင်တန်းနေတောင်တန်းနေကုန်းမြင့်နေနော်တတောင်တန်းနော် တောင်တန်းတွေကုန်းမြင့်တွေဂျန်ဝမ်းတွေမြင့်တွေရှိတယ်တောင်တန်းတွေဂျန်ဝမ်းတွေကုန်းမြင့်တွေမြင့်တွေရှိတယ်အပူရောအဲ့မှာရာသီဥတုကအပူရောပိုင်းကုန်းမြင့်ရာသီဥတုရှိတယ်တောင်ပေါ်အမြဲတမ်းရောရှိတယ်ဟုတ်ပြီနော်အဲ့မှာဆိုမြေကြီးတော့အားဖြင့်ကြည့်မယ်ဆိုတက်တန်းချင်းနဲ့မြေကြီးတော့ညောင်ပိုင်းတောင်တန်းမြေတွေချင်းတောင်တန်းမြေကြီးတွေတောင်မြင့်မြေညိုတော်မြေတွေတောင်မြင့်ဝါညိုတော်မြေတွေရှိတယ် တောင်ရလုတ်ကလည်းတတိကိုဥယျာလောလောကြရတယ်။ဘာဖြစ်လို့လဲကုန်မြင့်ဒေတာဖြစ်တဲ့အတွက်ဆရာတို့ကဘာလို့လို့မြောက်လဲ။စပါးလုတ်ကိုကျတော့နည်းနည်းအဆင်မပြေဘူး။နော်။မကွေးနောက်ကဘကိုးနောက်ကဒီဒေတာတွေမှာဆိုရင်တောင်တန်းတွေပေါ်တယ်။အပူရောပိုင်းကြီးမှုတ်တုံတယ်။အပူလေးရောတယ်မှုတ်တုံလည်းရှိတယ်။မွေးဒိန်းတစ်ထောင်နဲ့သုံးထောင်ရာရရှိတယ်ပေါ့။နော်။အနည်းဆုံးကောရွက်ပြရောလို့ရောရှိတယ်။နော်။ဆရာတို့သုံးမျိုးခွဲကြတာလည်းရွက်ပြရောလို့ရှိမယ်။နီညိုရောတွေဝါညိုရောတွေရှိမယ်။တောင်ရာသီးနဲ့လည်းတောက်ကန်ရတယ်။ ရခိုင်တောင်ပိုင်းနဲ့အီယာဝတီအနောက်တောင်ဘက်တွေမှာဆိုရင်တောင်တန်းရှိတယ်၊ကမ်းရိုးတန်းရှိတယ်၊လွင်ပြင်ရှိတယ်။နော်အပူပိုင်းမဟုတ်တော့မွေးကြင်နှောင်းနဲ့တောင်းအောင်ရရမယ်။အမဲသိန်းတော်တွေရှိမယ်။ဘာဖြစ်လို့လဲ?ကမ်းရိုးတန်းနဲ့နေတယ်၊မြို့ဝကျုံကမြေဝမ်းလွင်ပြင်ဒေသဖြစ်တယ်။နော်။တောင်ပြင်းမြို့တောင်ပြင်ရှိတယ်။ဥယျာဉ်ချမ်းတင်းနိုင်ပြီ။စိုက်ပျိုးတာလည်းဆန်သဘောကိုအများဆုံးစိုက်ပျိုးတာတော့။ဒါဆိုတော့ဆရာတို့ကဒီနေ့တော့မှနော်အလားမတော်တဲ့နေ့တော့မှသူ့ရဲ့ရာသီဥတုက level သူကချိတယ်နော်ပြီးတော့ကုန်းမြင့်ဘုံမြင့်တက်တန်းအရာလေသူကနော်ကြီးတယ်လေမညာမနေတာရောကမ်းမြောင်နေတာတော့သူကကြီးတယ်နော်အဲ့တော့သူ့ရဲ့အကြောင်းစင်းကဆရာတို့ကမြေပေါ်မှာအကြောင်းအရင်းနဲ့တွေ့မယ်ပြီးတော့သူ့ရဲ့ဆက်ဆက်တဲ့အကြောင်းအရာတွေကိုဆရာတို့ကအခုတင်တင်ကန်းလာမှာနော်နောက်ဘက်တောင်းတဲ့ဒေတာအကြောင်းလေ့လာခဲ့ပြီဆိုတော့နားလည်ပြီးတော့ဆရာတို့ယူဆတယ်အားလုံးကိုကျေးဇူးတင်ပါတယ်